ပရိသတ်ရောအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့ဇက်ကားလေးမစခင်မှာ channel ကို subscribe လုပ်ပြီးတော့ဘေးနာခေါင်းလုံးနှိပ်ပေးထားပါဦးပြီးရင် VPN လေးဖြန့်ချိပေးကြပါလို့မြေတားရခင်ဗျာစီဆိုတော့ဒီနေ့မှာကတော့ရှေ့အပိုင်းမှာတင်ဆက်ထားခဲ့တဲ့ကာမကိုရီးယား series တွေနောက်ထပ်အပိုင်းတစ်ပိုင်းကိုဆက်လက်ပြီးတော့ သွားမှာဖြစ်ပါတယ်အပိုင်း၃မှာခင်ဗျာဆိုတော့ကြည့်ရှုခန်းစားလိုက်အောင်ပါခင်ဗျာဟန်ဆောင်ဝင်းရဲ့ဈေးကန်ဒီလိုက်လာတဲ့မျက်မြင်တက်သေးကတော့ဒုံစံတိုင်းပဲစကားကိုဝေးလိုက်ကြောင်ပတ်တွေပြောပြီးဇန်အောင်ကိုခေါင်းချောင်းဆပြီးတော့လှုပ်ပါတော့တယ်ဇန်အောင်ကတော့သူ့ရဲ့ဈေးကန်လိမ့်စာကိုဘဲကရလာတဲ့မေးတဲ့အခါမှာဟိုကပြန်ဖြေလိုက်တာကဇာလိမ့်စာကတ်ကိုကာပရီမောက်မှာညှက်သွားခဲ့လို့တိတာဆိုပြီးတော့ပဲဖြစ်ပါတယ် ခုချိန်မှာတော့လိမ့်စာကိုဘလို့တိတိအရေးမကြီးတော့ပဲတကယ်အရေးကြီးတာကအဲ့လူဘာလို့ဂျင်နေလဲဆိုတာကိုပါဒါတော့ဟန်ဆိုင်ကလည်းဝေးဝိုက်ပြောမနေတော့ပဲဘာလို့ဂျင်လဲဆိုတာကိုတဲ့ပဲမေးလိုက်ပါတော့ရေအဲ့ဒီခါမှာတော့အဲ့လူကဟန်ဆောင်စိတ်မကောင်းနေဖြစ်ပြလူတယောက်ကိုချိန်ချောက်တတ်ပြစ်တာရရောဘာရရောအစုံပြောပြီးတော့နောက်ဆုံးငွေညှစ်တဲ့ဘူတာပဲဆိုက်ရောက်သွားတော့တာပါသူအနေနဲ့လည်းပေးထားတဲ့ဂရီရောအဲ့ဒီဂရီတိုင်းယူထားတဲ့ငွေပမာဏရောရှိနေတဲ့အတွက်ရဲဦးတော့မတိုင်နိုင်မိမဲ့အဲ့ဒီစားနောက်ထပ်1300ထပ်လွှဲပေးဖို့တောင်းဆိုလိုက်တာပဲဖြစ်ပါရင် အချိန်ကာလကိုနောက်ပြန်ဆုပ်ကြည့်ရမယ်ဆိုရင်တော့အဖေဖေးသူရဲ့လောင်းကိုစစ်ဆေးဖို့ရဲစခန်းကိုရောက်နေတဲ့ဂျေအောင်ကိုတွေ့ရမှာဖြစ်ပြီးသူကတော့အပိုင်းတက်မှာမြင်ခဲ့ရတဲ့လိုမျိုးပဲအကယ်မီမင်းသားရှောင်းအောင်ထိအိမ်သားထဲမှာအငိုလေးကျင့်နေတာပဲဖြစ်ပါတယ်။စိတ်ကြိုက်ဟန်ဆောင်အငိုလေးကျင့်ပြီးပြီဆိုတော့အိမ်သားထဲကနေသူမဟုတ်သူပြန်ထွက်သွားတဲ့ဂျေအောင်ကိုတတိထားမိသွားတဲ့ရဲဝန်ထမ်းတယောက်လည်းရှိနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီရဲဝန်ထမ်းကအဖေတယောက်လုံးဆုံးလာတော့မှအိမ်သားထဲမှာအငိုလေးကျင့်နေရတဲ့ဂျေအောင်ကိုမြင်လိုက်တဲ့အတွက်တိတ်ပြီးတော့တင်းငါမကင်းဖြစ်သွားခဲ့တာပါ။ ဒါတော့မဲ့ဂျဲအောင်တယောက်သူ့အဖေရဲ့အလောင်းကိုအတီးပြူပြီးကျင်းမှာပဲအဲ့ဒီရဲဝန်ထမ်းကဂျဲအောင်သားကိုသွားပြီးတော့မတော်စားဖြစ်တဲ့နေ့ကသားဖြစ်သူဂျဲအောင်ဘယ်အောင်နေလဲဆိုတာစစ်စစ်မေးမြန်းလိုက်ပါတော့တယ်အရာအလုံးအကွက်ကြကြနဲ့စီစဉ်ထားတဲ့ဂျဲအောင်ကတော့အိုင်းညာကအတီးကိုတယောက်နဲ့အတူတူထမင်းစားပြီးတော့ကာရာအိုကေဆိုင်ကိုတော့တယောက်တည်းထွက်လာခဲ့လိုက်တယ်လို့ထွက်ဆိုလိုက်ပါတယ်ဂျဲအောင်ထွက်ဆိုကြတိုင်းအဲ့ဒီရဲဝန်ထမ်းလည်းလိုက်ပြီးတော့စုံစမ်းကြည့်လိုက်တဲ့အခါမှာအဲ့ဒီတိုင်းတကယ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူသင်ကာရာအိုကေဆိုင်ကမိန်းကလေးတွေကိုမေးကြည့်လိုက်တဲ့အခါ ဂျေအောင်နဲ့ပတ်သက်ပြီးတော့ဘာမှထူးဆန်းတာမရှိပဲဂျေအောင်ကအဲ့ဒီကတချင်းဆိုချင်းစိတ်မရှိဘူးလို့ဆိုကစကားတွေပဲပြောနေပြီးတော့ရှေးလျှောက်ထွက်လာအောင်မှမလို့မော်ဘိုးတွေလည်းအများကြီးပြီးသွားသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်အန်နောက်ဂျေအောင်အဲ့ဒီကကာရာအိုကေဆိုင်ကပြန်ဘာကဝင်စားတဲ့ဆိုင်ကိုပါလိုက်ပြီးတော့စုံစမ်းတဲ့အခါဆိုင်ကဝင်နှမ်းမလေးကလည်းဂျေအောင်တယောက်တညာလုံးဘာကတလုံးမဲမှားစားပြီးတော့မနှက်ကြမှပြန်ထွက်သွားတယ်ဆိုတာကိုအတီးပြူပေးလိုက်ပါတယ်စုံစမ်းတဲ့ရဲကတော့ဒီလောက်လူတွေအများကြီးလာစားတဲ့ထဲကမှဘာလို့ဂျေအောင်ကိုထူးခြားခြားကွက်ပြီးတော့မှတ်မိနေရလဲလို့မေးလိုက်တဲ့အခါဝင်နှမ်းကလည်း ထူးဆန်းတယ်ဘာလို့မှတ်မိနာလဲမသိဘူးဆိုပြီးတော့ပဲပြန်ဖြေလိုက်တာပါတကယ်တော့အားလုံးသိထားကြသလိုပါပဲဒီလိုဖြစ်အောင်လို့ကြဲအောင်တယောက်အကွက်ကြကြနဲ့တောင်းဆစ်အောင်လို့ဂျိုတင်စီစဉ်ထားတာဖြစ်နေပြီသူကိုမှတ်မိနေအောင်လဲကာရာအိုကေဆိုင်ကကောင်မလေးတွေကိုမုတ်ဘိုးတွေအများကြီးပေးခဲ့တာမျိုးဘာကဆိုင်ကဝန်ထမ်းမလေးသတိထားမြောင်လို့တညာလုံးနေတာမျိုးတွေကိုလှုပ်ခဲ့တာဖြစ်ပါတယ်ဒါမှသာသူထွက်ဆိုချက်အတိုင်းရဲတွေကစုံစမ်းတဲ့အခါမှာယုံကြည်လာမှာပဲဖြစ်ပါတယ်နောက်မှာတော့ဂျဲအောင်ကအာမခံယုံကိုသွားပြီးတော့သူ့ဖေရဲ့အသက်အာမခံငွေတွေကိုသွားပြီးတော့ထုတ်ပါတော့တယ် မသိရင်တကယ်ပဲမတော်ဆမှုကြောင့်အဖေဖြစ်သူကိုစုံစုံလဲတဲ့ဒိုင်မန်ဟန်ဆောင်ကရုံးကဈေးမောက်ကိုစားဝဲစားရတဲ့နေပြပြီလို့အာမခံငွေထုတ်ပေးဖို့တောင်းဆိုလိုက်ပါတော့လေအာမခံရုံးကဈေးမလေးကစားဝဲစားရတဲ့မှတ်တမ်းတွေကိုအခုမှအကဲဖြတ်နေတော့မလို့ဂျေအောင်ကိုခဏဆောင်ပေးဖို့သာညွှန်ကြားလိုက်ပါလေငွေစိမ့်မှုန်နေတဲ့ဂျေအောင်ကတော့ဘလောက်ပဲဆောင်းဝဆောင်းဝအာမခံငွေတွေကိုဒီနေ့ချက်ချင်းရကျင်နေဆိုကဈေးပင်နေပြီးထိုင်ဆောင်လိုက်ပါတော့လေအဲ့လိုဆောင်းနေတန်းလန်းဂျေအောင်စီကိုဖုန်းဆက်လာသူကတော့ဂီယုံမဲဖြစ်ပြီး အားလုံးတည်ထားကြသူတွေသူ့အလုပ်ပြီးမြောက်သွားတာဖြစ်တဲ့အတွက်လှုပ်အားကဝေစုကိုလမ်းပြီးတော့တောင်းနေတာပဲဖြစ်ပါတယ်လူလဲကောင်းဂျေအောင်ကတော့သူများဝေစုကိုမပေးခြင်းတဲ့အတွက်ဂီယွန်စီကဆက်တဲ့ဖုန်းတစ်စက်ကလေးမှတော့မကင်ခဲ့ပါဘူးသူများဝေစုသာမပေးခြင်းတာကိုရမယ့်အာမခံငွေတွေကြတော့တပြားမှလက်လွတ်မခံနိုင်နဲ့လောဘသားကောင်ဂျေအောင်လဲအာမခံရုံးမှာအယိုးဆွေးအောင်ထိုင်ပြီးတော့စောင့်ရပါတော့တယ်ရုံးမှာလူတွေကတအားကိုကြားနေတဲ့အတွက်ဂျေအောင်ရဲ့အာမခံငွေကိစ္စကိုမလုပ်ပေးနိုင်သေးပဲတခြားသူတွေကိုပဲဦးစားပေးသွားတာကြောင့် သူ့မှာစိတ်တူနေရပြန်ပါလိမ့်ဒီလိုမျိုးအပိမ့်ပိမ့်လီလီ၃-၄နာရီလောက်စောင့်နေပြီးတော့ရုံးပိတ်ခန်းကြီးချိန်ကြမှာပဲဂျေအောင်အတွက်အာမခံငွေတွေအတွက်ရုံးကတာဝန်ရှိသူအဖွဲ့မှုနဲ့တွေ့ခွင့်ရပါတော့တယ်အဲ့ဒီဖွဲ့မှုဆိုသူရဲ့ရုံးကဝင်ဝင်ချင်းမာနေမယ်ဂျေအောင်ကသူ့ကိုအချိန်နေကြာကြီးစောင့်ခန်းရသလားဆိုတာကိုဖြဲဖို့လှုပ်လိုက်ပြီမယ်တွေ့လိုက်ရတဲ့သူကြောင့်သူ့ကိုခဏတာရက်တန့်သွားစေခဲ့ပါလိမ့်ကဘာကြီးကဂျင်းချင်းလေးဆိုတဲ့စကားတိုင်းပဲဂျေအောင်ရဲ့အာမခံငွေတွေကိုတာဝန်ယူစီစစ်ပေးမယ်အဖွဲ့မှုဆိုတဲ့သူကတော့တစ်ချိန်ကဂျေအောင်တယောက်သူ့ဖေကို ကားနဲ့မတော်တဆတိုက်မိခဲ့တဲ့အတွက်နင်နာကြီးတွေမတရားတောင်းလိုက်တဲ့သူပဲဖြစ်လို့နေပါတော့တယ်ဒီချိန်မှာတော့ဂျေအောင်ကိုပြန်ညှစ်မဲ့သူကတော့အဲ့ဒီအဖွဲမူးဆိုတာကိုသဘောပေါက်သွားတဲ့ဂျေအောင်လဲခတ်တီတီပဲသူ့ဖေအာမခံငွေတွေကိုထုတ်ပေးဖို့ဆွေးနွေးပါတော့တယ်အဲ့ချိန်မှာတော့ဟိုကပြန်ပြောလိုက်တာကသူတို့အနေနဲ့အဖေဖြစ်သူရဲ့တေဆုံးမှုအတွင်းကြကြစုံစမ်းပြီးရဲမှတ်တမ်းကိုပြန်စစ်ကြည့်တဲ့အခါမှာရိုးရိုးမတော်ဆမှုလားတစုံတယောက်ကအာမခံငွေတွေကိုလိုချင်လို့ရည်ရွယ်ချက်ရှိရှိလှုပ်ကြံလိုက်တာလားဆိုတာကိုသေချာမသိရသေးတဲ့အတွက် အခုချက်ချင်းအာမခံငွေတွေကိုထုတ်ပေးဖို့ခဲရင်တယ်လို့ပြောလိုက်ပါတော့တယ်။အဲဒီမှာအဆိုင်ကိုတဲတဲကြီးထိသွားတဲ့ဂျေအောင်ကတော့ပေါက်ကွဲကတေဆုံးမှုဖြစ်ရင်အာမခံငွေတွေချက်ချင်းထုတ်ပေးမယ်လို့ပြောပြီးအခုကြမှဒီလိုလာကြည့်ရလားဆိုကတောင်းချမ်းနေပါတော့တယ်။တကယ်တော့အာမခံငွေတွေကိုထုတ်ပေးဖို့ဆိုတာကအဖွဲမှုရဲ့လက်မှတ်တစ်ခုသာလိုတော့ပြီးတော့တချိန်ကဂျေအောင်စီကလည်းအညစ်ခံရတဲ့အဖွဲမှုဆိုတဲ့သူကလည်းအခုပြန်ပြီးတော့ရစ်တာကဒါသဘာဝကျတယ်လို့ပဲပြောရမှာပါ။ငွေမငွေပဲမြည်ပြီးတော့ငွေစိတ်မှုန်နေတဲ့လောဘသားကောင်ဂျေအောင်ကတော့ ရုံးကန်းမှာတင်တောင်းချမ်းကထပါဆဲနေတဲ့အတွက်ဟိုဘက်ကနေရဲခေါ်လိုက်မလားမေးလိုက်တဲ့အခါမှသာသူမဟုတ်သူလို့ပြန်ပြီးတော့ငြိမ်ကြသွားခဲ့တော့တာပါသူလိုချင်တဲ့အာမခံငွေတွေကိုမရတော့မှဆိုလို့ဂျေအောင်နဲ့ချက်ချင်းပဲမျက်နှာချူပြန်သွေးကပြန်တောင်းမှလိုက်ပြီးအစင်ပြောင်ညှိနှိုင်းပေးဖို့ကိုတောင်းဆိုပါတော့တယ်အဲ့ဒီပြင်ဟိုတစ်ခေါက်ကသူငွေညစ်ခဲ့တဲ့ကိစ္စအတွက်လည်းတေးချာပြန်ပြီးတော့တောင်းမှလိုက်မှသာတဖက်လူကကျင်းတဲ့သူလို့ရှိသွားခဲ့ပြီးတော့အစင်ပြောင်လှုပ်ပေးမယ်ဆိုတော့ကိုဂရီပေးလိုက်ပါလေဒါမဲ့ဂရီသာပေးတာပါဒီနေ့ချက်ချင်းတော့မထုတ်ပေးနိုင်ပဲ နောက်ရက်မှပြန်လာဖို့သာပြောလိုက်ပြီးတော့သူတို့ကုမ္ပဏီရဲ့နှစ်30ပြည့်လက်ဆောင်ကြီးကိုပဲပေးလိုက်ပြီးတော့ကျေအောင်ကိုပြန်လွှတ်လိုက်ပါတော့တယ်။ဒါကြောင့်ကျေအောင်လည်းမှန်းချတဲ့နှမ်းထွက်မကိုက်တဲ့ပြင်သူကမှပြန်ပြီးတော့တောင်းပန်လိုက်ရသေးတာကြောင့်ဒေါသကိုပေါက်ကွဲပြီးတော့ရလာတဲ့လက်ဆောင်ပစ္စည်းတော်အပြင်ကအမိုက်ပုံးနဲ့လွှတ်ပစ်ခဲ့ပြီးထွက်သွားခဲ့ပါတော့တယ်။ဒီဖြစ်ပျက်ကိုအစားဆုံးကြည့်နေသူကတော့ကျေအောင်နောက်ကိုလိုက်ဆစ်ဆေးပြီးတော့ချောင်းနေပြီးကျေအောင်ကိုမတင်ငါဖြစ်နေခဲ့တဲ့ရဲရာစီပဲဖြစ်ကသူကတော့စိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားတဲ့ကျေအောင်နဲ့အာမခံရုံးဘက်ကိုကြည့်ကတခုခုကိုသဘောပေါက်သွားခဲ့တဲ့ပုံပါပဲ။ ။ရပရောက်တဲ့အခါမှာတော့ဂျေအောင်နဲ့သူ့ဖေရဲ့ဇာပနာအခမ်းအနားကိုပြန်လာခဲ့ပြီးတော့စိတ်ထဲမှာတော့ပတ်စံပြန်ဆက်ဖို့လိုသေးတဲ့ဆက်ချောင်းကိုတွေးကမကြခင်မှာအချီးရတော့မှာမလို့သူ့ကိုယ်သူပြန်ပြီးတော့အားပေးနေလိုက်ပါရယ်။ပတ်စံအချီးရတော့မယ်သာပြောတာအခုချိန်မှာအဖေဖြစ်သူရဲ့ဇာပနာအတွက်စပေါငွေတော်မှမပေးနိုင်သေးတာကြောင့်အခမ်းအနားစီစဉ်သူကသူ့ကိုလူကိုယ်တိုင်လာပြီးတော့တောင်းနေရတဲ့အထိပါပဲ။ဒါတော့မှဂျေအောင်ကအဲ့လူကိုခေါ်ပြီးတော့အဖေဖြစ်သူရဲ့နာယီခမ်းနဲ့ကိုသွားပြီးအဲ့ထဲကကုငွေဘုံယူဆွဲယူကစီစဉ်သူကိုပေးလိုက်ပါရယ်။ဆိုလိုတာဇာပနာအခမ်းအနားအတွက် ဇဘောငွေစေးကိုတော့မှကုငွေတွေကပြန်ယူခိုင်းလိုက်တာပါပဲကျေအောင်ရဲ့အဖေဖြစ်သူဟာအေးချမ်းနဲ့နေတတ်သူဖြစ်တာကြောင့်ဘုရားကျောင်းလူတွေနဲ့ကလွှဲရင်ဘသူနဲ့မှတိတ်ပြီးတော့အဆက်ဆက်မလုပ်တတ်တဲ့အတွက်နိုင်ကိုလောက်တဲ့သူတွေကလည်းတာမန်ထက်ကိုနေပါလို့နေခဲ့ပါလိအဲ့ထဲမှာမိသားစုအနေနဲ့ယင်းဤသူဆိုလို့ကျေအောင်ဖေးရဲ့ညမကျေအောင်ရဲ့အတော်ဖြစ်သူသာရှိပြီးအတော်ကလည်းကျေအောင်ရဲ့လုပ်ပုံကိုင်မွန်တွေကြီးကဘာမှမပြောဘဲလက်မြောက်ထားပါတော့လေအဖေစာပနာပွဲမှာတော့ဝမ်းနဲ့ပူဆွေးဟန်မပြပဲအတင်းထိုးအိတ်တော့မယ်လို့နေကျေအောင်ကိုအတော်ဖြစ်သူက အထဲမှာဂျေအောင်ရဲ့ဧည့်သည်ရောက်နေသူကသွားပြီးတော့တွေ့ခိုင်းလိုက်ပါလေဂျေအောင်လည်းသူ့ဖေနာအေးမှသူ့ကိုတကူးတကားတွေ့ကျင်တဲ့သူကဘသူလဲဆိုစဉ်းစားမရပဲသွားကြည့်လိုက်တဲ့အခါမှာတော့ဂီယုံဖြစ်နေခဲ့ပါလေအဖေဖေသူကိုလှုပ်ကြံဖို့သူကိုယ်တိုင်ငားရမ်းခဲ့တဲ့ဂျေးစားလူမိုက်ဟာဂရီပေးထားသလိုပဲသူ့ရဲ့ဝေစုကိုမရသေးတာကြောင့်အခုလိုနာအေးခမ်းမအထီကိုလာပြီးတော့တကူးတကားရောက်လာခဲ့တာပဲဖြစ်ပါလေသူများဝေစုမပေးခြင်းလို့ဖုန်းဆက်တာတော့မကင်တဲ့ဂျေအောင်ဟာဂီယုံကသူ့ရှိမှအခုလိုရုတ်တရက်ကြီးပေါ်လာခဲ့တာကြောင့်ကောင်းနပန်းကြီးသွားခဲ့ရပါတော့တယ် အထူးသဖြင့်အဖေဖြစ်သူရဲ့နာရီမှာသူတို့နှစ်ယောက်ကိုလူတွေမြင်သွားရင်တန်တရားဝန်ခံနိုင်တဲ့အတွက်ဂျေအောင်လည်းအဲ့လိုအဖြစ်မခံပဲဂီယုံကိုချက်ချင်းအပြင်ကိုခေါ်ထုတ်လာခဲ့ပါတော့တယ်။အပြင်တော့လူလဲကောင်းဂျေအောင်ကပတ်စံမပေးနိုင်ဘူး။ချင်းချောက်တိုင်းလဲကြောက်မယ်ကောင်မဟုတ်ဘူးလို့ဆိုကသူကရင်ဆပြီးတော့ဖျဲလိုက်ပါလိမ့်။ဒါမဲ့တကယ်လူမအေးဆေးဖြစ်တဲ့ဂီယုံကတော့အေးဆေးပဲသူ့လုံပြီးပတ်စံယူရမယ်လို့ဆိုလိုက်ကဂျေအောင်ကိုထပ်ပြီးတော့တောင်းလိုက်ပါလိမ့်။ဒီကမှတော့ဂျေအောင်ဟာအလုပ်ကိုသူခိုင်းထားတဲ့အတိုင်းမလုပ်တဲ့အတွက်ဂီယုံကိုလုံအားကမပေးနိုင်ဘူးလို့ပြောလိုက်တာပါ။ ဘာလူရက်ဆိုဂျေအောင်ခိုင်းတာအဖေဖြစ်သူကားနဲ့တိုက်တာပြီးလို့ရှင်အဲ့ညမှာပဲထားခဲ့ဖို့ဖြစ်ပြီးတော့ဂီယွန်ကတော့အလောင်းကိုတောင်ပေါ်ထိပါရွှေ့လိုက်တဲ့အတွက်ပြဿနာတွေကိုမလိုအပ်ပဲပို့ပြီးတော့ကြီးလာစေခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဂီယွန်ကတော့ဂျေအောင်ရဲ့ဖေဟာသူကားနဲ့တိုက်ခဲ့စဉ်ကအသက်ရှင်နေသေးပြီးတော့သူ့မျက်နှာကိုမြင်သွားတာကြောင့်အခုလိုလှုပ်လိုက်တာဖြစ်ကြောင်းပြောလိုက်ပြီးမယ်ဂျေအောင်ကတော့ဂီယွန်ကြောင့်သူပါတန်တရားဝန်ခံရပြီလို့ဆိုလိုက်ကဒေါသပေါက်ကွဲနေတော့တာပါဂျေအောင်ဘလို့ပဲပြောပြောဂီယွန်ကတော့အလုံးလုံးရင်းနဲ့အပြောင်းလဲဖြစ်သွားပြီးမယ်တတ်ပေးတာတတ်ပေးတာပဲမလို့ကြားတဲ့ငွေပေးရမယ် အလိုမှမပေးတော့ဂျေအောင်ပဲထိခိုက်လိုက်မယ်လို့ဆိုလိုက်တာ3ပေးလိုက်ပါတော့တယ်ဒီချိန်မှာတော့ဂျေအောင်လည်းအရင်ကလိုသူပြန်ဖြဲခြင်းလို့ဖြဲလို့မရတော့ပဲသူကသာပြန်ပြီးတော့တမခံလိုက်ရပါတယ်အဲ့ဒါပြင်ဂီယွန်ကိုရိုင်းကအရင်ကတက်တင်နေနဲ့ယူထားတဲ့ဂျေအောင်ရဲ့အတန်ဖန်းဆက်ကိုပါဖွင့်ပြလိုက်တာကြောင့်ခုချိန်မှာတော့ဘတ်ဂျေအောင်နေနဲ့ဘေးချက်နှံချက်ချင်းချောက်ခံသူကသူဖြစ်လို့သွားခဲ့ပါပြီဂီယွန်ကတော့အဲ့ဒီအတန်ဖိုင်တခြားသူတွေစီမပြန့်စေချင်ရင်ဒီဘက်မှာနောက်ဆုံးထားပြီးတော့ငွေတွေကိုပေးဖို့ပြောလိုက်တာသူဝေစုရမှာအဲ့ဒီအတန်ဖိုင်တက်တွေကိုပြန်ပေးမယ်လို့ပြောလိုက်ပြီးထွက်သွားခဲ့ပါတော့တယ် ကင်းတော့မသိတာကသူတို့ဂျားကအဖြစ်ပြက်ကြီးတစ်ခုလုံးကိုအစာဆုံးစောင့်ကြည့်နေတဲ့သူကလည်းရှိနေတယ်ဆိုတာပါပဲသူကတော့မကြသေးငါမှဂျေအောင်ရဲ့နောက်ကိုနောက်ရောက်ခံလိုက်ပြီးတော့ချောင်းနေခဲ့တဲ့ရဲရာရှိပဲဖြစ်နေခဲ့ပြီးဒီချိန်မှာတော့သူကဂျေအောင်နောက်ကိုမဟုတ်ပဲဂီယွန်းနောက်ကိုသာလိုက်သွားခဲ့တော့တာပါအနောက်ကနေသူ့ကိုလိုက်ပြီးတော့စတောင်းနေတဲ့သူပါလာမန်မသိတဲ့ဂီယွန်းကလည်းသူ့ရဲ့စူဝေးရစီကိုအေးဆေးပဲပြောင်းလာခဲ့ပါတယ်တို့နဲ့ထုံးစံတိုင်းဂီယွန်းလည်းသူ့အပေါင်းဖော်ရင်းနဲ့အတူအိုင်နီယာမာရင်စားကြတောက်ကြတဲ့အခါမှာအနောက်ကလိုက်လာတဲ့ရဲကတော့ဂီယွန်းတို့သတိမထားမိခင်လေးမာတွေပဲ ဂီယုံနေတဲ့နေရာဝင်းမွေကလိုအပ်တဲ့တပ်တွေအတန်ဖိုင်ကိုလိုက်လံပြီးရှာဖွေနေပါတော့တယ်။ပင်ကိုလူမိုက်အသီးစိတ်ရခေသူမဟုတ်တဲ့ဂီယုံကလည်းသူတို့ပိုင်နယ်ထဲကိုလူစိမ်းဝင်နေပြီးစွာဖြတ်ခနဲ့တရီထားမိလိုက်တာပါ။ဒါမဲ့ဂီယုံကတော့ဘာမှမတုံ့ပြန်သေးပဲအချိန်နဲ့ကြည့်လှုပ်ရှားကြဖို့ဆုံးဖြတ်လိုက်ပုံပါပဲ။ဗာဆက်ဖြစ်လာမယ်မှန်းမသိသေးတဲ့ရဲရာရှိဆိုတဲ့သူကတော့ဂီယုံရဲ့နေရာကနေတပ်တွေအတန်ဖိုင်ကိုရှာတွေ့သွားခဲ့တာကြောင့်အဲ့ဒါကိုယူပြီးတော့အ мян ထွက်လာခဲ့ပါလိမ့်။ဘသူမှသတိမထားမိအောင်ကိုးကြောင်ကိုယ့်ရဲ့ပြန်ပြီးတော့ထွက်လာခဲ့ပြီမြဲ။ ။ကံမကောင်းစွာနဲ့ပဲလမ်းတဝက်မှာတင်ဂီယုံနဲ့ထပြီးစုံပါတော့တယ်။ဒါမဲ့ဂီယုံကတော့ဘာမှသိလို့ပုံစံနဲ့ဒီတိုင်းပဲဖြတ်သွားဖြတ်လန်ဆောင်းလိုက်ပြီးတော့အဲ့ဒီရဲစီကနေစိတ်လေးတောက်ဖို့မိကျခဏငားလိုက်ပါလေ။ဟိုကတော့သူ့ကိုဂီယုံမရိပ်မိဘူးထင်းနဲ့ရေလိုက်ငားလိုက်လို့ပြီးတော့မိကျငားပေးလိုက်ပြီမဲ့တကယ်တမ်းကျတော့သူပဲဂီယုံရဲ့လက်ကွက်ထဲမှာမိသွားတာပဲဖြစ်ပါလေ။ဘာလို့လဲဆိုဂီယုံကသူ့စီကနေမိကျငားရင်းနဲ့ဒီနေအောင်ဗာကိစားရှိလို့ရောက်လာလေလို့မင်းကနေတခါလေးချုပ်ကွက်နဲ့ဖမ်းထားလိုက်တာဖြစ်ပါလေ။အဲ့ခါမှာသူ့ကိုမိသွားပြီမှန်သဘောပေါက်သွားတဲ့ရဲရာရှိကလည်း အတင်းယုံကံပြီးတော့ထွက်ပြေးဖို့ကြိုးစားရမယ်။ကံမကောင်းစွာနဲ့ဂီယုံရဲ့လက်ထဲမာရီမဲ့ဇီဝိန်ကြွေသွားခဲ့ရရှာတော့တာပါ။တကယ်တော့ဂီယုံကအဲ့ဒီရဲရာရှိကိုဂျဲအောင်ကနေအတန်ဖိုင်ကိုပြိုင်ဖို့လှုပ်လိုက်တဲ့သူလို့ထင်နေခဲ့တာပါ။ဒါတောင်မဲ့ရဲမှန်းမသိပဲခုလိုဂျေလွန်လက်လို့ဖြစ်ကုန်ပြီးတော့တတ်လိုက်မိတာပဲဖြစ်ပါတော့တယ်။လူကိုတတ်ပြီးသွားမှအင်းကြီးအိတ်ကတည်းရှာကြည့်လိုက်တဲ့အခါပတ်ဆိုင်အိတ်ထဲကနေရဲဝန်ထမ်းကတ်နေတူအဲ့လူကရဲတယောက်ဖြစ်ကြောင်းကိုတီးသွားခဲ့တော့တာပဲဖြစ်ပါတယ်။ဂျန်တဲ့သူကလက်စားဖြောင်းဖြောက်လို့ရမယ်။ အစိုးရဝန်ထမ်းရဲဖြည့်သူကတော့လက်စားဖြောင်းမီပြေးမလို့နိုင်မှုစွာကိုသိတဲ့ဂီယွန်းလဲသူ့မှုကနေလွတ်အောင်လို့အ мян ကြံစီရပါတော့တယ်တဖက်ဒါရီမသိသေးတဲ့ဂျေအောင်ကတော့ဖားကင်ပြည်သူရဲ့နိုင်ခမ်းမနေအိမ်ကိုပြန်လာခဲ့ပြီးတော့အေးဆေးစားဖို့တောက်ဖို့ဟန်ပြေနေတာလည်းဖြစ်ပါတယ်အဲ့ချင်းဂျေအောင်စီကိုဖုန်းမက်ဆေ့တွေရောက်လာတဲ့အတွက်စစ်ကြည့်လိုက်တဲ့အခါမှာတော့ဂီယွန်းစီကနေဖြစ်နေပြီးတော့သူပို့လိုက်တဲ့ပုံတွေကတော့သွေးတက်စရာပုံတွေဖြစ်နေကြတာပါဟုတ်ပါတယ်ဂီယုံကသူလက်လွန်ပြီးသွားတဲ့ရဲရဲအလောင်းကိုဓာတ်ပုံတွေရိုက်ပြီးတော့ဂျေအောင်စီကိုပို့ထားလိုက်တာပဲဖြစ်ပါတယ် အရာပြင်ဂျေအောင်စီကိုလည်းချက်ချင်းဖုံးဆက်ပြီးတော့ဓာတ်ပုံထဲကအကြောင်းတွေကိုဖြစ်စဉ်အကုန်ပြောပြလိုက်ပါတော့တယ်။ဂျေအောင်ကတော့ထုံးစံတိုင်းပြဿနာတစ်ခုဟာရှင်းလုံးမပြီးသေးခင်မှာပဲရဲကိုတတ်ပြီးတော့ကိစ္စတွေပိုဆုံးလောင်လောက်ရလားဆိုပြီးတော့ဂီယုံကိုပြစ်တင်ဆဲဆုံနေပေမဲ့ဂီယုံကတော့သူရဲကိုတတ်မိတာကြောင့်မနှက်ဖြန်ကြာရင်တရုတ်ပြည်ကိုပဲပြန်တော့မယ်။အဲဒီချိန်မှီသူ့ရဲ့ဝေစုပတ်ဆံကိုပြန်ပေးဖို့ပြင်ထားလို့ဆိုလိုက်ကဂျေအောင်ကိုသတိပေးလိုက်တော့တာပါ။ကျောင်းကတော့ခုနတပတ်အချိန်ပေးမယ်ပြောပြီးခုကျတော့မနက်ဖြန်တရပဲအချိန်ပေးမယ်လို့ပြောတာကြောင့်ဒေါသငယ်လေးရောက်သွားခဲ့ရပါပဲ ။ဂီယွန်ဘက်ကကြည့်ရင်လည်းသူ့ကိုလူတတ်မှုနဲ့အမှုမပတ်စေဖို့အချိန်မီရှောင်ပြေးရမှာပဲဖြစ်ပါလိမ့်။ဒါပေမဲ့အာမခံငွေတောင်မထုတ်ရသေးတဲ့ဂျေအောင်ခမရမာတော့မနက်ဖြန်ပြီးပတ်စံတွေအချီးပေးဖို့ဆိုတာကမဖြစ်နိုင်တာကြောင့်အစွမ်းကုန်ယုံမာမဲ့ဤကိုသာရွေးချယ်လိုက်တော့တာပါ။အဲဒါကတော့ဂီယွန်ကိုတရုတ်ပြည်ကိုတောင်ချိန်မချစေပဲဒီကိုရီးယားမာတွေမဲ့အဆုံးသတ်ပေးလိုက်ဖို့ပဲဖြစ်ပါတော့လေ။ယုံမဲ့ယုံအစွမ်းကုန်ယုံမာပြင်မဲ့ဆွဲစကားတိုင်းမဲ့ဂျေအောင်ကတော့သွားလေသူဖားခင်ဖြစ်သူကမှအာမနာအဖေးတို့ကလစားပြန်ခြေပေးမယ်ဆိုတဲ့စကားကိုလည်းရေရွတ်လိုက်သေးတာပါ။ တပတ်ကဟန်ဆန်းတို့ဘက်ကိုပြန်သွားမယ်ဆိုရင်တော့အရှိကပေးထားတဲ့ပတ်စံတွေနဲ့တောင်မှအကျွေးတင်နေတဲ့ဟန်ဆန်းတယောက်ဟာနောက်ထပ်ဝမ်သိန်း300ရောင်နှုတ်ပိတ်ကနေနဲ့ထပ်ပေးရမယ်ဆိုတော့လုံအောင်စိတ်ပြတ်သွားခဲ့ပါလေ။ဒါမှလည်းသူစားထားတဲ့ဇလန်းတော့ဘလို့မှအဆုံးသတ်လို့မရပဲပြောတဲ့အချိန်ပေးလိုက်အောင်ကလွဲပြီးတော့တခြားဘာမှလှုပ်စရာမရှိတော့ပါဘူး။ဒါကြောင့်ဆန်းအောင်လည်းအဲ့ဒီဝမ်သိန်း300ကိုတပတ်တွင်းလွှဲပေးမယ်လို့ဂရီဘေးကအဲ့လူလဲကောင်ကိုလည်းပြန်လှုပ်လိုက်ပါတော့တယ်။လူလဲကောင်မျက်မြင်သက်သေရတော့သူလိုချင်တာရာသွားအတွက်ကောင်းမွန်မဲ့နှုတ်ဆက်ကပြန်ထွက်သွားပြီမယ်။မကောင်းမွန်မွန်နဲ့ကြံခဲ့တဲ့သူကတော့ ဟန်ဆန်းဟုံးပါပဲဒေါသထွက်ပြီးတော့စိတ်ကြိုက်ပေါကွဲပြစ်မဲ့လှုပ်တော့လေလက်ကဒံဟာကြီးနဲ့မလို့နှစပူနာရပြန်ပါလေအဲ့ချိန်မှာပဲဇန်ဝင်းကားကိုသွားပြင်လာတဲ့ကားပွဲစောကနေဆက်သွယ်လာပြီးတော့ကားကိုလာပြန်လို့ရပြီဆိုတဲ့အကြောင်းကိုသတင်းပေးလိုက်ပါလေဒါကြောင့်ဇန်ဝင်းလဲဝက်စောမှာကားကိုသွားပြန်ယူတဲ့အခါအဲ့ဒီဆက်ပြင်ဆရာကတွေးတော်ဆရာတခုကိုပြောပြလိုက်ပါလေအဲ့ဒါကတော့ကားကဇန်ဝင်းပြောသလိုမျိုးရေသမယုံပဲတိုက်မိတာဆိုရင်ကားရှေ့ပိုင်းကပဲအများဆုံးထိခိုက်မှာဖြစ်ပြီးအခုကကားရှေ့ပိုင်းကအကောင်းတိုင်းကျန်နေပြီးတော့ ကားဆက်ခေါင်းပုံးကသာခြိုက်ဝင်သွားခဲ့တယ်ဆိုတာပါ။ဒါကြောင့်ကားရဲ့ပြက်စီးမှုရတစုံတစ်ခုကိုအချိန်နဲ့တိုက်မိတယ်ဆိုတာထက်တစုံတစ်ခုဟာအချိန်နဲ့ကားပေါ်ပြုတ်ကျလာတာပိုပြီးတော့ဖြစ်နိုင်ကြောင်းဇက်ပြင်ဆရာကထောက်ပြပြောလိုက်ပါလိမ့်။ဒါမဲ့သူကတော့ဆန်းဦးလူကိုဝင်တိုက်မိတယ်ဆိုတာကိုမသိပဲရေသမယခုံပြီးတော့ကားဆီကိုပြေးဝင်လာတဲ့အတွက်ဒီလိုလဲဖြစ်နိုင်ကြောင်းကိုပြန်ပြောလိုက်တာပါ။ဒါမဲ့ဆန်းဦးရဲ့အတွေ့အကြုံထဲမှာတော့ကားရှိကနေဝင်တိုက်တာမဟုတ်ပဲကားပေါ်ပြုတ်ကျလာတာဖြစ်နိုင်တယ်ဆိုတဲ့စကားကစိုးမိုးလို့သွားပါတော့တယ်။ဒါကြောင့်ဆန်းဦးလည်းတခုခုစဉ်းစားမိသွားဟန်တယ်။ သူလွတ်ပြစ်လိုက်တဲ့ကားထဲက black box ကိုအတင်းပြန်ရှာကအိမ်ကိုပြန်ယူလာခဲ့ပါတော့တယ်အိမ်ရောက်တော့ black box ကို laptop ထဲထည့်ပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီကကားရှိကအဖြစ်အပျက်တွေကိုပြန်တွေ့လိုက်ရပါတော့တယ် black box တဲကဗီဒီယိုတွေကိုတခုပြီးတခုပြန်ရှာခြင်းနဲ့သူတို့ကားကလူကိုတိုက်မိတဲ့အခန်းကိုရောက်သွားပြီးအဲ့မှာရှင်းရှင်းလင်းလင်းတွေ့လိုက်ရတာကတိုက်မိတဲ့လူကအပေါ်ကနေပြုတ်ကျလာတယ်ဆိုတာပါဒါကြောင့်ဆန်လဲသူ့ရဲ့ကားပေါ်ကိုဘသူကလူတယောက်ရဲ့အလောင်းကိုပြစ်ချတာလဲပြန်ရှိကြည့်လိုက်တဲ့အခါမှာတော့တွေ့လိုက်ရတဲ့တရားခံကသူ့ကိုလက်ရှိမှာငွေညစ်နေတဲ့ မျက်မြင်သက်သေလူလေကောင်ဖြစ်လို့နေပါတော့တယ်အဲလူလျာဆန်းအောင်တို့ကားဖြတ်သွားမဲ့တရားပေါ်ကနေကြိုးဆောင်နေတာဖြစ်ပြီးတော့ကားကတရားကနေဖြတ်သွားတဲ့အခါအပေါ်ကနေလူကိုပစ်ချပြီးတော့ဆန်းအောင်တို့ကားကပဲတိုက်မိတဲ့ပုံစံမျိုးဖန်တီးလိုက်တာပဲဖြစ်နေပါတော့တယ်ပြီးမှဖြတ်သွားဖြတ်လာဆောင်ကဆန်းအောင်တို့အလောင်းတဲနေတဲ့အချိန်မှာပေါ်လာပြီးတော့မျက်မြင်သက်သေနေရာကိုဝင်ယူလိုက်တာပါဒီလိုမှသာဆန်းအောင်ကသူ့ကိုမျက်မြင်သက်သေနေတဲ့နှုတ်ပိတ်ခပေးမှဖြစ်ပြီးတကယ်တမ်းမှလည်းသူစီစဉ်ထားသလိုဖြစ်လာခဲ့တာပဲဖြစ်ပါတယ် အကွက်ကြားကြားနဲ့တပတ်ရိုက်ခံလိုက်ပြီးဆိုတော့သဘောပေါက်သွားတဲ့ဆိုင်းဦးလေးသူချစ်သူယူချောင်းစီကိုဖုန်းလန်းဆက်ကအကြောင်းစုံကိုရှင်းပြလိုက်ပါတော့တယ်ယူချောင်းတော့ပုံမှန်မဟုတ်တဲ့ပုံစံနဲ့အနေငယ်လန့်သွားပုံပေါ်ပြီးမယ်ဒီငိန်နဲ့ပဲဆိုင်းဦးရဲ့အစည်းအဝေးကိုနားထောင်လိုက်ပါတယ်ဆိုင်းဦးကတော့သူ့ကိုဂွင်းစိန်ပြီးတော့ငွေတောင်းတဲ့လူလဲကောင်းရဲတိုင်းမယ်လို့ဆုံးဖြတ်ထားပြီးတော့လူသက်ထားကလည်းသူမဟုတ်တဲ့အတွက်ရက်မှုပြီးတော့ကားမောင်းလို့ဒဏ်ကြီးဆောင်ရအောင်ကလွဲပြီးတော့ဘာပြဿနာမှမရှိဘူးလို့ဆိုလိုက်တာပါအလောင်းမြေမြုပ်ဖို့စီစဉ်တာသူဖြစ်နေတော့ဟိုလူလေကောင်ကချင်းချောက်ပြီးတော့လှုပ်ခိုင်းတာပါလို့ပြောရင်ရဲတွေကလူသားသမားထက် ဆရာဝန်ဖြစ်တဲ့သူ့ကိုပဲပိုယုံကြည်ကြမယ်ဆိုတော့ပြေဝယူဆထားလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ကိစ္စရရဲ့အဓိကမျက်မြင်သက်သေဖြစ်တဲ့ယူချောင်းကသာအခေယာဖြစ်ပြီးတော့ယူချောင်းဘက်ကသာရဲရီစီမှာတေတာထွက်ဆိုပေးဖို့ဆိုင်းအောင်ကတောင်းဆိုလိုက်ပါတယ်။ဒါကြောင့်ယူချောင်းလည်းလက်ခံလိုက်ပြီးတော့အခုသူတို့နှစ်ယောက်တနေရာမှာတွေးကြမယ်ဆိုတာချက်ချင်းပဲချင်းဆိုလိုက်ပါတယ်။ဒိုနဲ့ဆိုင်းအောင်လည်းယူချောင်းနဲ့တွေးဖို့ချင်းထားတဲ့နေရာကိုကားနဲ့ထွက်လာခဲ့ပြီးတော့ဟိုရောက်တော့ယူချောင်းကလည်းသူမရဲ့ကားနဲ့ပဲရောက်လာခဲ့ကဆိုင်းအောင်ကတော့သူ့ရဲ့ကားပေါ်ဆင်းခိုင်းပြီးသူမရဲ့ကားပေါ်ပဲတက်ခိုင်းလိုက်ပါတယ်။ ဇိုင်းဝင်ကဘာလို့သူ့ကားပေါ်မတက်ဖဲနဲ့ယူချောင်းရဲ့ကားပေါ်ပဲတက်ခမ်းရလဲလို့မေးတဲ့အခါယူချောင်းကဇိုင်းဝင်ရဲ့ကားကမတော်ဆဖြစ်ထားတာကြောင့်စိတ်ထဲမတန့်နေလို့ဆိုတဲ့အကြောင်းပြချက်ကိုပဲပေးလိုက်ပါတယ်။ဒုနဲ့ဇိုင်းဝင်လဲယူချောင်းကိုသူယူလာတဲ့ black box ကနေရတဲ့တက်သေးဗီဒီယိုဖိုင်ကိုပြလိုက်တဲ့အခါယူချောင်းကလည်းကြည့်ပြီးတော့အလိုက်တင်ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့တောင်းကြတော့ယူချောင်းရဲ့ပုံစံကချက်ချင်းကိုပြောင်းလဲသွားခဲ့ပြီးဇိုင်းဝင်ကလည်းရုတ်တရက်ထပြီးတော့ဆဲရပါတော့တယ်။ဆဆာချင်းမှကြောင်တောင်ဖြစ်သွားတဲ့ဇိုင်းဝင်ကနောက်ပိုင်းကျမှယူချောင်းရဲ့စကားတွေကနေသူမရဲ့ပုံစံအစ်စ်ကိုသဘောပေါက်သွားပြီးတော့ အဲ့ခါကျမှယူချောင်းကသူ့စီကနေခြူစားနေတယ်ဆိုတာကိုတီးသွားခဲ့တော့တာပါဒါတောင်ဆန်အောင်လဲဒေါသကြီးထွက်ပြီးတော့ယူချောင်းကိုလဲပေးနေပါလိထပြီးတော့ညှစ်နေတဲ့ချိန်ရုတ်တရက်ယူချောင်းရဲ့ကားနောက်ပေါက်ကနေလူတယောက်ကတက်လာပါတော့တယ်ဘသူလဲလဲကြည့်လိုက်တဲ့ခါမှာတော့အဲ့လူဟာဆန်အောင်ကိုစိတ်ဒုက္ခတောက်ဆောက်လိုက်ပေးနေတယ်မျက်မြင်တက်တည်အယောင်ဆောင်လူတယ်ကောင်ဖြစ်နေပါတော့တယ်ဆန်အောင်လဲဘာတွေဖြစ်သွားမှန်းမတွေးရသေးတဲ့အချိန်မှာပဲအဲ့လူကသူယူလာတဲ့မေဆေးဝင်းနဲ့ဆန်အောင်ရဲ့မျက်နှာကိုအတင်းအုပ်ကတရီမေမျောသွားစေခဲ့တော့တာပါအဲ့ခါမှာတိလိုက်တာကတော့ယူချောင်းစွာကလည်းအဲ့လူလဲကောင်နဲ့တပွဲသေးတာဖြစ်ပြီးတော့ အစာကလေးကဆန်းအုံးကိုထောင်ချောင်းစင်လိန်လေခဲ့တာပဲဖြစ်ပါတော့တယ်။ဒါကြောင့်သူတို့ချင်းတွေ့တဲ့ညမှာလူရောက်ပေါက်နေတဲ့တောင်ပေါ်တဲခိုကန်ကိုခေါ်လာတာတွေဆန်းအုံးကိုကားပေါ်မှာအယုံလွဲအောင်လှုပ်ပြီးတော့အပေါ်ကနေအလောင်းကိုပြစ်ချခိုင်းလိုက်တာတွေတငယ်ချင်းအဖေဆုံးလို့ဆိုပြီးတော့ချက်ချင်းကားမောင်းလိုက်ပို့ခိုင်းတာတွေဒါတွေအကုန်လုံးကယူချောင်းကိုပေါင်းပြီးတော့စီစဉ်ထားတာပဲဖြစ်နေပါတော့တယ်။အခုတော့ဆန်းအုံးကဒီချောင်းတွေကိုတိသွားပြီဆိုတော့လက်စာဖြောက်ပြုံကလွဲပြီးတော့ကြံတာဘာမှလုံးစရာမရှိတော့ပါဘူး။ဒါကြောင့်လူလိန်ကောင်နဲ့ယူချောင်းလဲဆန်းအုံးကိုဘယ်နေရာမှာလက်စာဖြောက်ပြရမလဲတွေးကြတဲ့အခါ အရင်ကယူချောင်းနဲ့ပတ်သက်မှုတဲ့နေရာတစ်ခုစီကိုပဲခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒိုတဲ့ယူချောင်းနဲ့သူ့ရဲ့ကားနဲ့အဲ့နေရာစီကိုထွက်လာလိုက်တဲ့အခါသူတို့မသိလိုက်တာကအနောက်ကနေသူတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့စုံတောင်းနှစ်ယောက်ရဲ့ကားကလည်းလိုက်ပါလာနေတယ်ဆိုတာပါပဲ။အဲ့ဒီစုံတောင်းနှစ်ယောက်ကဟန်ဆန်းဝင်းရဲ့နောက်ကနေပုံတွေလိုက်ရနေတဲ့နှစ်ယောက်ပဲဖြစ်နေပြီးအခုလဲဆန်းဝင်းကိုယူချောင်းကိုခေါ်သွားမယ့်နေရာစီမျက်ခြေမပြတ်လိုက်ပါလာခဲ့ပါတော့တယ်။ယူချောင်းရဲ့ကားပေါ်မှာတော့ယူချောင်းကကြောက်စရာကောင်းတဲ့ကိစ္စကိုမလုပ်ထားတဲ့အတိုင်းပဲ ။တချင်းလေးအေးဆေးပွင့်ကဇိန်နဲ့မောင်းလာပုံကတကယ်ကြောက်စရာပါ။အနောက်ကလူလိန်ကောင်းတို့ယူကြောင်းရဲ့ထမ်းမြတ်ပုံကိုချီးကျူးနေပြီးဇန်အောင်ကိုတော့ဘလိုမျိုးလက်စားဖြောက်ပြစ်ကြမလဲဆိုတာကိုဆွေးနွေးလို့နေခဲ့ပါလေ။အဲလိုနဲ့ယူကြောင်းရဲ့ကားလေးကလည်းအဆောင်အပြတ်တနရာစီကိုရောက်လာခဲ့ပြီးတော့အဲ့ဒါကတော့အပိုင်းတစ်မှာစပြီးတော့တွေးကြရတဲ့ကျေရောင်မီးလောင်တိုက်တွင်းခံရမယ်နေရာလေးပဲဖြစ်ပါလေ။အခုလက်ရှိမှာတော့ယူကြောင်းတဲ့လူလိန်ကောင်ကဇန်အောင်ကိုအဲ့ညာပါပဲအရှင်လက်မြေမြုပ်ပြဖို့အတွက်ကားဘွားနဲ့ဆင်းကမြေကြီးကိုတန့်ကြီးလက်ကြီးနဲ့တူးကြပါတော့တယ်။ ယူချောင်းတယောက်ကတော့မြေကြီးတူးဖို့ကားပွားဆင်းတဲ့ချိန်အစာအုပ်ပြက်ကြီးကိုကြည့်ပြီးတော့ဒီညောင်မြောက်တာတော်ကြပြီအရင်အเจ้าနေတော်ပြန်တွေးမိတယ်လို့ဆိုကားတခုခုကိုရည်ရွယ်ပြီးတော့ပြောနေခဲ့ပါတယ်ယူချောင်းကဘာကိုဆိုလိုချင်တာလဲဒီအစာအုပ်ပြက်ကြီးနဲ့ပတ်သက်ပြီးတော့အတိတ်မှာရောဇက်ရှုပ်တွေကဘလို့ရှိခဲ့လဲဆိုတာနောက်ပိုင်းဒီမှာဆက်ပြီးတော့ပါလာဦးမှာဖြစ်ပါတယ်အခုလက်ရှိမှာတော့ယူချောင်းလဲသူ့ရဲ့တဖွဲ့သေးသားနဲ့အတူတူမြေကြီးကိုတက်ညီလန်းကြီးတူးနေပြီးတော့မသိရင်လူတယောက်ကိုအရှင်လက်လက်မြုပ်ပစ်ဖို့မြေတူးနေရတဲ့မသူပဲ သူတို့အတွက်ကြက်ကလေးငါကလေးတကောင်လောက်ကိုမြေမြုပ်ပြဖို့အတွက်အပျော်တမ်းတူးနေကြသလိုပါပဲအဲလိုမျိုးယူချောင်းတို့ကသူအောင်နေသူဖြစ်နေကြအချိန်မှာကားကောင်းကမ်းမှာသတိမေ့နေဆန်းအောင်ကပြန်သတိရလာပြီးသူအချိန်နဲ့သူဖြစ်နေတဲ့ယူချောင်းတို့ကတော့သတိထားမိပုံနဲ့မရပါဘူးဆန်းအောင်လည်းသတိရရလာခြင်းသူအချိန်မှာသူ့ကိုမြေမြုပ်တတ်ဖို့အတွက်တွင်းတူးနေနှစ်ယောက်ကိုတွေးလိုက်ပြီးတော့အဲ့ဒီတဲကမှာသူ့ကိုအပြတ်တက်လှည့်စားသွားတဲ့ယူချောင်းရဲ့စကားတွေကိုကြားကဒေါသရိုက်တွေလွှမ်းမှုသွားပါတော့တယ်ဒါကြောင့်သူ့ဘေးကဒရိုင်ဘာခုံမကိုရောက်အောင်တတ်ထိုင်လိုက်ကား ကားဆက်ကိုနှိုးလိုက်ပြီးတော့ကားရှိမလမ်းမကမ်းမှာရက်နေတဲ့ယူချောင်းကိုအချိန်နဲ့တိုက်ချပစ်လိုက်ပါတော့တယ်။မြေကြီးတူနဲ့ယူချောင်းကတော့ရုတ်တရက်ကြီးဆိုတော့ဘလို့မှစောင်းချိန်မရလိုက်ပဲကားနဲ့နန်းချားမှာမိတ်ဆက်ပြီးသားဖြစ်သွားတော့တာပါ။ဒေါ်သားထွက်နဲ့ဆိုင်းဝန်းကတော့ယူချောင်းကိုနန်းနဲ့ညှက်ကကားနဲ့အသေးတိုက်တက်ပစ်ခဲ့ပြီးသူ့ပေါ်လှုပ်ထားတိုင်းကိုပြန်ပြီးတော့လက်စားခြေပစ်လိုက်ပါတယ်။ဒါမဲ့သူကားပေါ်ဆင်းလာတဲ့ချိန်ယူချောင်းနဲ့တဖွဲ့တဲသားလူလိန်ကောင်ကတော့ဆိုင်းဝန်းကိုသူ့လက်ထက်ကကင်နာနဲ့ပေါပြားနဲ့လိုက်ပြီးတော့ချပါတော့တယ်။ဒါမဲ့ဆိုင်းဝန်းကတော့သူ့ကိုမတတ်ဖို့ရှေကိုမတတ်တောင်းမှန်က လူလိန်ကောင်တောင်းထားတဲ့ဝမ်300ထပ်ပို့ပြီးတော့ဝမ်သိန်း900ထိပေးမယ်လို့ဆိုလိုက်တာပါဒါကြောင့်လူလိန်ကောင်လည်းကုချက်တင်လွှဲပေးလို့ပြောလိုက်တဲ့အခါမှာတော့ဇန်အောင်ကအခုသူ့မှာအဲ့လောက်ပမာဏမရှိသေးတဲ့အတွက်တခြားသူတွေစီကနေကြီးငှားပြီးတော့ယူပေးပါမယ်လို့ပြောလိုက်ပါတယ်ဒါမဲ့သူ့ကိုရဲတိုင်မယ်လို့စီစဉ်ထားပြီးတော့အခုသူ့ပါနာဖြစ်တဲ့ယူချောင်းအောင်မှာတက်လိုက်တဲ့ဇန်အောင်ကိုလူလိန်ကောင်ကခွင်းလို့ပေးမယ်အရေးအောင်မတွေ့ရပဲအဲ့ဒီနေရာမှာနေပွဲချင်းပြီးနှီးကုန်းချုပ်ပေးလိုက်တာပါဒါကြောင့်အဆောင်တိန်ကောင်းခဲ့တဲ့ဟန်ဆန်းအောင်တယောက်လည်း ဒီချိန်မှာတော့လူလိန်ကောင်းရဲ့လက်ချက်နဲ့တူပေါပြအချက်ရေပေါင်းများစွာအောက်မှာပဲမရှုမလားအသက်ထွက်သွားရပါတော့တယ်ဒီလိုလူသားနေတဲ့ပုံစံကိုတော့အစာအုပ်ရဲ့ဘောကနေတစုံတစ်ယောက်ကဓာတ်ပုံလှန့်ရိုက်နေပြီးဘသူရိုက်နေလဲဆိုတာကိုတော့အထူးလည်းပြောစရာလိုမယ်မထင်တော့ပါဘူးဒီကိစ္စတွေမှာဖြစ်ခင်လွန်ခဲ့တဲ့နှစ်နဲ့ချီအတိတ်ကာလကိုပြန်ပြီးတော့သွားမယ်ဆိုရင်တော့ဖြင့်ဤဦးเจ้าရဲ့အကြောင်းသူဘွားကိုတွေးကြမှာပဲဖြစ်ပါတယ်เจ้ามาတစ်ချိန်ကပေါ်ပူလာဖြစ်ခဲ့ပုံရတဲ့ဦးเจ้าဟာအီဂျူယွန်းဆိုတဲ့သူမထပ်ပိုလာတဲ့အတန်းတွေကကောင်မာလေးကြောင့်သူမရဲ့ခွေးတွေဆုံးဆုံးလိုက်ရတဲ့ပုံပါပဲ ဒါကြောင့်ចောင်းသူလေးယူចောင်းဟာအီဂျုံယုံးဆွဲកောင်းပါလေးကိုမနာလို့ဖြစ်ခဲ့ပြီးတခခုယုံမာဖို့ကိုចံစီပါတော့တယ်ဒါကြောင့်ပဲယူចောင်းဟာအီဂျုံယုံးကိုအချိုးတက်ပြီးတော့သူနဲ့အတူ blind date လိုက်ခဲ့ဖို့ကိုအတင်းတိုက်တွန်းပါတော့တယ်ဂျုံကတော့အင်တာနက်ဖြစ်နေခဲ့ပေမဲ့ယူចောင်းရဲ့အတင်းကျတိုက်တွန်းမှုကြောင့်လက်ခံလိုက်ရတာပါဒီလိုနဲ့အဲ့ဒီမှာတဲ့အဖြစ်ဆိုးကြီးကစတင်လာခဲ့ပြီးတော့ယုံမာတဲ့ယူចောင်းဟာအီဂျုံယုံးကိုအစာအုပ်ပြက်ကြီးတခုတည်းကိုခေါ်လာကအဲ့ဒီမှာနေမဲ့မျက်နှာဖုံးတက်လူယုံမာတစုနဲ့ထားပစ်ခဲ့လိုက်ပါတယ် ။တရီပြန်လာတော့ဂျူယုံကသူ့ကိုစော်ကားဖို့ကြံစီနေတဲ့လူအုံမာရီလက်ကနေယုံကန်အော်ဟစ်နေခဲ့ပြီးတော့အဲ့ဒီအိမ်မက်ဆိုးကြီးကနေရုတ်တရက်လန်နိုးလာခဲ့ပါလေ။လန်နိုးလာတဲ့သူကတော့ဆရာအောင်မာလီတစ်ဖြစ်လဲလက်ရှိကာလကအီဂျူယုံပဲဖြစ်နေခဲ့ပြီးသူမကအတိတ်ကထရော်မာတွေကြောင့်ဒီလိုအိမ်မက်ဆိုးကနေကူစားနေခဲ့ရသူပဲဖြစ်ပါလေ။ဒီလိုထရော်မာတွေအပြည့်နဲ့ဂျူယုံဟာတကယ်ပဲအဲ့ဒီအတိတ်တုန်းကလွတ်မြောက်ခဲ့တာလား။သူမရဲ့အဖြစ်အပျက်တွေကရောဂျေအောင်တို့နဲ့ဘယ်လိုမျိုးတွေပတ်သက်ဆက်ဆက်မှုတွေရှိမလဲဆိုတာကိုတော့ နောက်တစ်ပိုင်းမှာကြည့်ကြအောင်ပါခင်ဗျာဟုတ်ကဲ့ပါဒီနေ့တက်တင်ဆက်မှုကဒီလောက်ပါပဲဒီကတကယ်ကောင်းနေဗျစက်အိမ်ဖွဲ့စည်းထားတာတရုတ်ဆောင်တွေရဲ့တရုတ်ဆောင်မှုကောင်းတာပြီးတော့တပိုင်းနဲ့တပိုင်းဆက်ဆက်ထားတာတွေအရင်ကမိုက်ပါတယ်ဆိုတော့ဇက်ရှန်လေးတက်နေဖြစ်တဲ့အတွက်နောက်နေ့မှကျွန်တော်ပြန်တွေ့ကြမယ်ခင်ဗျ ီ channel ကနေပြီးတော့အထူးဖြင့်ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွေကိုကြိုက်တဲ့သူများအတွက်ကိုရီးယားကားတွေကိုကြီးပဲ recap လုပ်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့ကျွန်တော်ရဲ့ Goan Recap 2.0 channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ကစောင့်ကြည့်ပေးကြပါဦးဒီနေ့မှာအစားကနေစုံဒီ live ပါချီချူအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့ပရိသတ်များတောက်ချင်းစီတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော် Goan ပါ